ငါရဲ့တချင်းပါမဲ့ဒုတိယအကြိမ်23ပလုံညီလာခံကိုတိုင်းရင်းသားလက်နက်ကန်အဖွဲ့အစည်းနိုင်ငံရေးပါတီပဝင်သိပဝင်ထားတဲ့တူတွေထဲမှာလူနည်းစုတိုင်းရင်းသားဖြစ်တဲ့ကရအမျိုးသားပါတီလည်းပါဝင်ခဲ့ပါတယ်။ဒီညီလာခံကနေပြီးဝေရောက်ဆွေးနွေးခွင့်မရပေမဲ့ကရန်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်လိုလားနေပါတယ်။23ဒုတိယ အစည်းအဝေးအနေနဲ့ဆိုတော့ကျွန်တော်ကျမ်းမေတ္တာပါတီအနေနဲ့အကောင်ကျွန်တော်အနေနဲ့တော့ကောင်းတော့ဟောဒါကောင်းတော့ရလာတစ်ခုဖြစ်ပါစေလို့ကျွန်တော်အနေနဲ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ညီညီလာခံကိုတဲ့ရောက်လာတဲ့စီလုံးညီညွတ်ရေးနဲ့ဒီမိုကရေစီပါတီတွဲဖက်အသွင်ရေမှူးဖြစ်သူဒေါ်တွဲဘူးကတော့ UPDGC မှာချမှတ်ဆုံးဖြတ်ထားတဲ့ပြည်내ဖွဲ့စည်းပုတ်အခြေခံဥပဒေရေးဆွဲမှုကို အကောင့်အထက်ပေါ်သွားဖို့ရှိနေပါတယ်ကျမတို့အနေနဲ့ဝါဒီဆက်တွေ့သွားတဲ့အခါဘယ်လိုလမ်းစဉ်မျိုးအတိအကဘယ်လိုဖက်ဒရယ်ကိုသွားချင်လဲ။အဲကျမတို့ကတော့ဖက်ဒရယ်သွားတဲ့အခါမှာအခု UPDJC ကဆုတ်ဖြတ်ထားပြီးသားဖြစ်တယ်ပေါ့နော်။ခုပြည်နယ်မှာလည်းဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုထားတဲ့ဖက်ဒရယ်မျိုးပေါ့နော်။အဲဒီစနစ်နဲ့ပဲကျမတို့ကသွားမှာပါ။ အားလုံးပေါ့နော်လိုအပ်နေတဲ့ကိုပိုင်ပြတန်းခွင့်တို့တန်းသူရေသူဒီပြောဆိုရပိုင်ခွင့်တွေကအရေးကြီးတယ်အဲ့ဒီပေါ်အခြေခံတယ်ဆိုရင်တော့ရှေ့လာမျက်နှာဆက်တဲ့ပင်လုံးရဲ့ဒီညီလာခံကနေတဆင့်ပေါ့နော်ဖက်ဒရယ်စိတ်ဓာတ်ကိုအပြည့်အဝရရှိဖို့ကကျွန်တော်တို့ဒီပို့ပြီးတော့မှအယုံကြည်မှုတွေတည်ဆောက်ရမှာဖြစ်ပါတယ်